လွတ်လပ်ရေးရပြီးကြတဲ့အနေနဲ့အခုချိန်ထိမြန်မာနိုင်ငံမှာကြုံနေရတဲ့နိုင်ငံရေးပြဿနာတရက်ကတော့ပြည်ထောင်စုစနစ်လားတပြည်ထောင်စနစ်လားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။လက်ရှိအစိုးရကလည်းအခုခါမှာဖက်ဒရယ်စနစ်ကိုလက်ခံတဲ့သဘောပြောလာပါတယ်။ပြီးတော့ပြည်ထောင်စုလို့ခေါ်တဲ့ဖက်ဒရယ်စနစ်ကိုအထိပ္ပယ်ဖွင့်ဖို့လိုအပ်လာပါပြီ။တိုင်းရင်းသားတွေလိုချင်တဲ့ပြည်ထောင်စုနဲ့ပတ်သက်ပြီးတိုင်းရင်းသားခေါင်းဆောင်တွေကအခုလိုပြောပါတယ်။ဥပဒေစကားနဲ့ပြောလို့ရှိရင်တော့ ပမာလို့ပြောရင်တော့သူကပြည်နယ်ပေါင်းစုပြည်တော်စုပုံစံတော့ဒါဟိုဒီနိုင်ငံခြားဩဝါဒမှာထည့်သွင်းပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ Federal ပြည်တော်စုပုံစံတော့အဲ့ဒါကိုကျွန်တော်တို့ကဒီလိုလိုလိုလားလားဖြစ်ဒီအခုပေါ်ထုတ်မဲ့ပြည်တော်စုကြီးအတွင်းမှာဓာတ်လူယူတို့အခွင့်အရေးရှိရမယ်နိုင်ငံသားတွေအားလုံးကစံချိန်စံညွှန်းမှီတဲ့ဒီမိုကရေစီခွင့်ရရမယ်ပြည်တွင်းမိမိပြည်နယ်တွင်းကိစ္စတွေကိုကိုယ်ပိုင်စီမံခန့်ခွဲနိုင်ရမယ်ဆိုတဲ့ချက်တွေပါ ပြည်ထောင်စုစနစ်ရဲ့လေးနက်တဲ့အနှစ်သာရကတော့ဒန်းတူရေးပဲဖြစ်ပါတယ်။ဒါဟာပင်လုံစာချုပ်ရဲ့အနှစ်သာရဖြစ်တယ်လို့ပြောပါတယ်။ကျွန်တော်တို့တိုင်းပြည်က1949ပင်လုံစာချုပ်ချုပ်ထဲကပြည်ထောင်စုပုံသဏ္ဍာန်ရယူနေပြီးတော့ချုပ်တဲ့နေရာဖြစ်ပေမဲ့1949ဖွဲ့စည်းပုံအချိန်ကဥပဒေကြတော့ပြည်ထောင်စုပုံသဏ္ဍာန်မရဘဲနဲ့တပြည်တော်စနစ် ဖြစ်သွားပြီးတော့ပြည်တော်စုအတူအယောင်ဖြစ်လာတယ်။လွတ်လပ်ရေးရစဉ်ကတော့ပြည်တော်စုအရေးအယောင်တွေရှိခဲ့တယ်လို့ဝါရင်နိုင်ငံရေးသမားမိုးအမျိုးသားခေါင်းဆောင်နိုင်ွေသိန်းကပြောပါတယ်။လွတ်လပ်ရေးရပြီးတော့1948ရက်နောက်ရက်၄ရက်ပါဦးလူကကိုယ်ကတော့သူဟိုဟိုဘတ်ရက်ပါလာမကြီးကျောက်ဆိုင်တွေ့ရတော့လွတ်ကျောက်ဆိုင်ကျောက်ကသူကအဲ့ဒါပြောတာအခုက วิทยาสู้อ่ะเนี่ยอ๋อไอ้เล่สู้อ่ะแล้วก็ลุ่นได้ยาพี่รอจุ๊ดลูกอ่ะลุ่นละเนี่ยอโชจาไปปีดาวสู้เหมือนในกันเนาะที่เอาอโชจาอ่ะปะสู้ล่ะก็กูไอ้สาระจริงป่ะเว้ยชิงกิกชิงกะยามอยักยักไข่ลูกวะละกูမြန်မာကကိုရောဘာဘာလို့ဟိုမြန်မာကညီလူညီလာပိုင်တာဘုံပဲပြည်စည်းပြည် ဒါပေမဲ့လွတ်လပ်ရေးရတဲ့အချိန်မှာကင်ဆယ်ခဲ့တဲ့1948ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလေးကအဲ့ဒီအနှစ်သာရပျောက်ဆုံးခဲ့တာပါတဲ့ဒီစုဖွဲ့မှုပုံတရားအချိုးမကျတဲ့ခါကျတော့ကျွန်တော်တို့ချင်းတို့ကချင်းတို့ရှမ်းတို့နောက်ပိုင်းမှာတော့လေကရားပြည်နယ်အပါဝင်ကရင်ပြည်နယ်ဒီပြည်နယ်ကလေးတွေကလက်အောက်ခံဖြစ်ပြီးတော့ကျွန်တော်တို့ပြည်မခေါ်တဲ့ဒီပြည်တော်စုကအပေါ်ကရောက်သွားတယ်တန်းတူရင်းမရှိတော့ဘူး ထို့တူပဲ1984ဘုကျုံနေဝင်အာဏာသိမ်းတော့ကလည်းပဲပြည်တော်စုဆိုရှယ်လက်သမရမြန်မာနိုင်ငံလို့ပြောပေမဲ့လက်တွေ့ကြတော့တပီတော်စနဲ့လုံးလုံးလောက်သွားတာတွေ့ရတယ်အခုနောက်ဆုံးမှာကျင့်သုံးနေတဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်းပြည်ထောင်စုနှစ်သာရမရှိသေးဘူးလို့တိုင်းရင်းသားတွေကဆိုပါတယ်။အခုလက်ရှိ2008ဖွဲ့စည်းပုံထဲမှာ ဟာလာကျွန်တော်တို့ပြည်နယ်တွေပတ်မှတ်ထားပေမဲ့အဲ့ဒီပြည်နယ်တွေမှာအစိုးရတွေရှိပေမဲ့အဲ့ဒီပြည်နယ်အတွင်းမှာကျင့်သုံးမဲ့ပြည်နယ်ဖွဲ့စည်းပုံမရှိဘူးရေခွင်လည်းမပေးဘူးပြည်တော်စုဖွဲ့စည်းပုံထဲမှာပဲအကုန်လုံးထိန်းချုပ်ထားတဲ့အခါကျတော့ဒီတစ်ချက်မှာကျွန်တော်တို့ကဒီပြည်တော်စုပုံကမကြသေးဘူးလို့ပြောနေတယ်ဆိုတော့ကဦးလို့ကိုယ်တိုင်ကွန်ပြူတာဖွဲ့တဲ့ဟာဝါဆပ်ပြရတော့ ကိုပြည်နေတဲ့မှာကိုလုလုပဲမျိုးရှိရပါဘူး။ဆိုတော့ဆိုတော့ဓာတ်လူကြီးဆိုတော့လူမျိုးရဓာတ်လူကြီးစီဝဲရဓာတ်လူကြီးအုပ်လို့ရဓာတ်လူကြီးကိုအကုန်ဓာတ်လူကြီးရရှိမှုလို့တော့အမျိုးသားဓာတ်လူကြီးကိုပေးမယ်ဆိုရင်လူမျိုးအလုံးကိုသူ့ပြည်နယ်နဲ့သူတတ်မှတ်ပေးတာမျိုးတွေလုပ်တင်တယ်လို့ဆိုပါတယ်။ဗမာလူသားများအတွက် ပြည်နယ်တစ်ခုကလည်းတိတိလင်းလင်းပေါ်ထုတ်ပြီးတော့အာဖွဲ့စည်းပေးရမှာဖြစ်ပါတယ်။အဲ့လိုဖွဲ့စည်းလိုက်တဲ့အခါကျမှဗမာမျိုးသားပြည်နယ် ကချင်မျိုးသားပြည်နယ်ရှမ်းမျိုးသားပြည်နယ်စသဖြင့်ဟာနော်အပညာပေးတာကြီးတာကွာခြင်းကွာမယ်လူဦးရေနဲ့တာများတာကွာခြင်းကွာပို့တော်လည်းပဲအမျိုးသားတရားပြည်နယ်တရားနေနဲ့အစုဖွဲ့ပြီးတော့အဲ့ဒီပြည်နယ်တွေကိုပြန်ပေါင်းလိုက်တဲ့အချိန်မှာပြည်တော်စုရေလို့ပေါ်လာလို့ရှိရင်ဒါကတော့တကယ်ကိုစစ်မှန်တဲ့ပြည်တော်စုဖြစ်လာမယ်လို့ကျွန်တော်တို့ကတော့အဲ့ဒီပုံစံကိုတော့တင်ပြခြင်းတော့